မင်္ဂလာပါရှင်ဆရာမတို့ဒီနေ့လေ့ကျင့်ခန်းခရစ်သမ3ကိုတွားမှာဖြစ်ပါတယ်။နံပါတ်7ကပိတ်ထားသော student ABCDE area များကိုရှားပါဆိုတော့ဆရာမတို့ဒီ student ABCD ရဲ့ area ကိုရှားမယ်။ဒီ student ရဲ့ area ကိုအလျားမြောင်းအနေနဲ့ရှားလို့မရတာဖြစ်တဲ့အတွက်ကြောင့်မလို့ ACD down zone တွေကိုဆက်လိုက်တယ်။ A နဲ့ C နဲ့ကိုဆက်လိုက်တဲ့ဒေါင်းဖြတ်မြင်းစီလိုဆက်လိုက်တဲ့အခါမှာ3 gain တစ်ခုဖြစ်လာတယ်ဒီဘက်က3 gain တစ်ခုရေဒီက3 gain တစ်ခုရေဆိုတော့3 gain ဘာတွေရလာလဲဆိုတော့3 gain A B C ဆိုရဲဒီက3 gain တစ်ခုနဲ့ဒီဘက်က3 gain A C D ဆိုရဲ3 gain တစ်ခုရလာတယ် ဒါဆိုလို့ရှိရင်ဆရာမတို့ကဒီ3 gain တစ်ခုရဲ့ area ကိုရှာပြီးတော့မှပေါင်းလိုက်မယ်ဆိုလို့ရှိရင်ဆရာမတို့လိုချင်တဲ့ stu gain abcd ရဲ့ area ကိုရမယ်။ဆိုတော့ဆရာမတို့ကဒီ3 gain abc ရဲ့ area ကိုရှာဖို့ရန်အတွက်အခြေအမြောက်အမြင်အစားနှစ်ဆိုပြီးတော့မှအဒီ1 mind 2ကရှေ့ရလာတယ်ပြီးတော့မှအခြေလာမယ်အခြေကဘာလဲဒါအကျဉ်းစဉ်းစားကြည့်မယ်နော်အခြေဘာလဲဆိုဒီ3 gain ABC မှာအခြေဒီ AC မြင် AC ကအခြေဆိုတော့ဒီမှာ AC လာမယ်ပြီးတော့မှအမြောက်အမြင့်က BF ဆိုပြီးတော့ဒီမြင့်ကလေးကအမြင့်မြင့်တောင်းမကြဆွဲထားတဲ့မြင့်ကအမြင့်မြင့်ဖြစ်တကယ်ရပြီ။ဒါဆိုရင်ဒီဘက်က3 gain ACD မှာအခြေပါလဲစီဒီတောင်းမကြနေတဲ့ဒီအနားဒီ AC ဆိုရဲဒီအနားဒီအခြေ ဆိုတော့သူကလည်း1 mind to အမြောက်အခြေဆိုတော့ AC ပြီးတော့မှအမြင့်လာမယ်အမြင့်ဒီတောင်းမကြဆွဲထားတဲ့ဒီမြင်းကလေးဒီအမြင့်မြင် DE ဆိုရလာမယ်ဒါဆရာမတို့အကြမ်းဖြင်းစဉ်းစားကြည့်တာဟုတ်ပြီဒီတော့ရပြီဆိုလို့ရှိရင်ဆရာမတို့စီမှာ AC အလျားသိသလားဆိုတော့စစ်ကြည့်လိုက် AC အလျားမသိဘူးဟုတ်ပြီနော် AC အလျားတော့မသိဘူးဆရာမတို့တည်တာဒီမှာ AF ရဲ့အလျားတည်တယ်3 cm တည်တယ် FE ရဲ့အလျား2 cm တည်တယ်။ဒါဆိုဒီနဲ့ဒီဒီဘယ်လောက်ရှိလဲဆိုတော့300နဲ့50စင်တီမီတာတည်တယ်။ဒါဆိုဆရာမတို့ကဒီအလျားလေးကိုပထမတစ်ဆင့်ရှာပေးရနိုင်မယ်။ AC ကိုလိုချင်လို့ရှင်။ဟုတ်ပြီနော်။ဒီအလျားရပြီဆိုလို့ရှိရင် AF ရဲ့ FE ရဲ့ EC ရဲ့သုံးခုပေါင်းလိုက်လို့ရှိရင်ဆရာမတို့က AC အလျားရ။ဆိုတော့ဆရာမတို့ဒီအခြေဖြစ်တဲ့ AC အလျားကိုရချင်လို့ရှိရင် EC ရဲ့အလျားကိုအရင်ရှာရနိုင်မယ်။ ဟုတ်ပြီနော်အဲ့တော့ EC ဒါမှမဟုတ် CE ပေါ့လေဘယ်လိုခေါ်ခေါ်ရရဲဆိုတော့ CE equal question mark ဒါပထမတစ်ဆင့်ဆင်မလို့ရှာရမယ်နောက်ထပ်တစ်ခုကဆင်မလို့ BF ရဲ့လေရာတိလာကြည့်လိုက်မယ် BF ဒီအမြင့်မြင့် BF ရဲ့လေရာ BF ရဲ့အလဲရောင်းလည်းမတိဘူးဖြစ်နေတယ်ဟုတ်လားဒီမှာမပေးထားမပေးထားတော့ကျွန်တော်တို့ဘာရောရှာမှာလဲ BF ကိုရောရှာပေးရမယ် BF ညချင်း question mark ဒီဘက်ကိုကြည့်မယ်1.2 AC AC ကတော့ကျွန်တော်တို့ကခုနကရှာတဲ့အတိုင်းဒီ CE ရလို့ရှိလို့ရှင်အာဒီ AF ရဲ့ EF ရဲ့ EC ရဲ့ပေါင်းလိုက်လို့ရှင် AC ရမယ်ဆိုတော့ကျွန်တော်တို့ DCE ကိုရှာပေးရမယ် DE ကိုတိလာကျွန်တော်တို့ကြည့်လိုက်မယ် DE က6 cm တိတယ်ဆိုတော့သူ့ကိုရှာစရာမလိုတော့အဲ့တော့ကျွန်တော်တို့ကဒီပုံစံကိုဒီပုံစံ မတွက်ခင်မှာဒါတွေကိုအရင်ရှာပေးရမယ်။ CE နဲ့ BF နဲ့ကိုအရင်ရှာပေးရမယ်။ကိုကြိုက်တာအရင်ရှာလိုက်။ကိုတွက်လွှဲတာကိုအရင်ရှာမယ်။အဲ့တော့ဒီ3ခန်းလေးကိုကြည့်လိုက်။3ခန်း A B F ဆိုရဲဒီ3ခန်းလေး။ဆရာမတို့ဒီကနေပြီးတော့မှပဲ BF ကိုရှာလို့ရမယ်။ DBF ကိုရှာလို့ရမှာပေါ့ဗျနော်အဲ့တော့ D3 ခံကနေ BF ကိုရှာမယ် CE ကိုကြတော့ D3 ခံလေး D3 ခံ C D e ဆိုရဲဒီ3ခံလေးရနေပြီးတော့မှဆရာမတို့ကအဲဒီ ce ရဲ့အလျားကိုရှာလို့ရမယ်။ဘာနဲ့ရှာမှလဲ။ဘာပုံသင်လေးသုံးမှလဲ။ဘာ theorem သုံးမှလဲဆိုတော့ရှေ့ကလေ့လာခဲ့ပြီးသား pythagoras theorem ကိုသုံးမယ်။ဟုတ်ပြီနော်အဲ့တော့ဆရာမတို့အရင်ဆုံးဒီ3ခံလေးရနေပြီးတော့မှဆရာမတို့ဘာရှာမလဲဆိုတော့ BF ကိုအရင်ရှာလိုက်မယ်။ကြိုက်တာအရင်ရှာလို့ရတယ်ဟုတ်ပြီနော်ဆရာမတို့ဒီဟာလေးကိုအရင်သွားလိုက်မယ်။ကြည့်တော့ဆိုရင်စစပြီးတော့ရေးရအောင်။ အဲ့တော့ဒီတရီဂန်ကဘာတရီဂန်လဲကြည့်လိုက်တော့ဒေါမန်တရီဂန်ဖြစ်နေတယ်ဒါကြောင့်မလို့ဒေါမန်တရီဂန် ABF တွင်ဒီဒေါင်ကလေးဒေါင် F A F B က60ဒီဂရီဖြစ်တယ် 90ဒီဂရီဖြစ်တဲ့အတွက်ကြောင့်မလို့ဆရာမတို့ဒီတောက်မှန်3ခင်မပိုင်တာဂိုရက်သီအိုရန်ကိုတုံးလို့ရတယ်ဟုတ်ပြီနော်အဲ့တော့ပိုင်တာဂိုရက်သီအိုရန်ကဘာပြောလဲဆိုတော့တောက်မှန်3ခင်တစ်ခုမှာမျက်နှာချင်းဆိုင်အနာဒီတောက်ဒီ90ဒီဂရီဒေါင်းရဲ့ဒီမျက်နှာချင်းဆိုင်အနာဒေါက်မန်ခန်အနာပေါ့နော်ဒေါက်မန်ခန်အနာနှစ်ချက်တီကျန်အနာနှစ်ချက်ပေါင်းတာနဲ့ညီတယ်လို့ပြောထားတာ ဟုတ်လားဒါဆိုလို့ရှိရင်တောက်မှန်ခန်အနားပါလေ AB square တောက်မှန်ခန်အနားဒီတောက်မှန်ရဲ့မျက်နှာချင်းဆိုင်တောက်မှန်ခန်အနားဒီ AB square အဲ့တော့ AB နှစ်ထက်ဒီကျန်အနားနှစ်ထက်ပေါင်းရှင်ဆိုတော့ BF နှစ်ထက်နဲ့ AF နှစ်ထက်နဲ့ပေါင်းလိုက်မယ်ဆိုတော့ AF square plus BF square ဒါပါအရလဲဆိုတော့ Pythagoras theorem ဲဟုတ်ပြီဒါဆိုရင်ဆရာမတို့လိုချင်တာဘာလဲဆိုတော့ BF ကိုလိုချင်တာဟုတ်ပြီနော်ဆရာမတို့က BF ကိုလိုချင်တာ GBF ကိုလိုချင်တယ်အဲ့တော့အရင်ဦးဆုံးဒီမှာအစားထိုးလိုက်မယ် AB နဲ့ထက် AB နဲ့ထက်ဆိုတော့9နဲ့ထက် AF square AF 3 cm ပေးထားတယ်ဆိုတော့3နဲ့ထက် ဆရာမတို့လိုချင်တာက b f square ဟုတ်ပြီဒီ b f square ကိုလိုချင်တာဆိုတော့ဆရာမသူ့ကိုဘယ်ဘက်မှာထားလိုက်မယ်ညီမကြီးရဲ့ဘယ်ဘက်မှာ b f square ထားလိုက်မယ်ဆိုတော့ဒီက3နှစ်ချက်ဒီတစ်ဘက်လာပြီးတော့ဘာလုပ်ပေးမလဲနှုတ်ပေးမယ်ဆိုတော့အရင်ဥဆုံးဆရာမတို့ဒီက9 9နဲ့25တခါလေးပြောင်းလိုက်မယ်3 3နေကိုတခါလေးပြောင်းလိုက်မယ်ဆိုတော့25တွေက9ကိုနှုတ်တော့16 bf square ဒီ16ဆရာမတို့က bf ကိုပဲလိုချင်တာဆိုတော့16ရဲ့နှစ်ချက်ကင်းရင်းကိုရှာမယ် square root of 16ဆိုတော့ဘယ်လောက်ရလဲ4 4 26ဆိုတော့4 cm ဆိုပြရမယ်။ရပြီနော်။ကြတာဆိုရင် BF 4 cm ရပြီ။ဆမ်မတ်ဒီမှာတစ်ခုရှာလို့တွေ့သွားပြီဆိုတော့ CE ကိုထပ်ပြီးတော့မှရှာမယ်။ CE ကိုပဲ3 gain အနေနဲ့ရှာမလဲခုနပြောပြီးပြီ။3 gain CED ဒါမှမဟုတ် CDE ဆိုတော့အဲ့3 gain လေးကိုဆမ်မတ်ခုနရေးတဲ့လိုမျိုးရေးလိုက်မယ်။ Down man 3 gain CDE တွင် ်ပါဒေါင်က90ဒီဂရီဖြစ်နေလဲဆိုတော့ဒေါင် E E လောင်းကိုဆက်မလို့ပြောရမလဲ CED ဒေါင် CED က90ဒီဂရီဖြစ်နေတယ်ဒါ CET equal 90ဒီဂရီကဲဒါဆိုလို့ရှိရင်ဆက်မလို့ Pythagoras theorem ကိုသုံးမယ်အဲ့တော့ပုံကိုတစ်ချက်ပြန်ကြည့်လိုက်ရအောင်ဆိုတော့ဒီမှာဒေါင်းမှန်ခန်အနားနှစ်ထက်ဆိုတော့ CD နှစ်ထက်နော်ဆိုတော့အကျဉ်းအဖြစ်ဘယ်လိုလာမလဲဆိုတော့ CD square ဒီခြံအနားနှစ်ထက်ပေါင်းလဲနဲ့ညီတယ်ဆိုတော့ CE square plus DE square ဒီလိုလာမယ်။ဟုတ်ပြီနော် CE square DE square ဆရာမတို့ဒီကနေဘာရှာမှာလဲဆိုတော့ CE square ကိုရှာမယ်။ဟုတ်ပြီနော်ဆိုတော့ဆရာမတစ်ခါလဲရေးလိုက်မယ်ခုနပြောပြီးပြီဆိုတော့ရတယ်။ CD square D CE square DE square ဆိုပြီးရသွားပြီ။ နော်မင်းနော်လိုချင်တာက CE square ဆိုတော့သူ့ကိုဒီမှာလာနှုတ်လိုက်တခါတည်းရတယ်အဲ့လိုနှုတ်ချင်လည်းရတယ်နော်ဆမ်မရော CE square ကိုခြံထားခဲ့လိုက်မယ်သူကသွားပြီးတော့နှုတ်လိုက်မယ် CD square ထဲကနေ DE square ကိုဒီလိုမျိုးလေးနှုတ်လိုက်ရင်လည်းရတာပဲဟုတ်ပြီနော်ဒီလိုနှုတ်ချင်လည်းရတယ်ဒါမှမဟုတ်ခုနကဆမ်မလို့တွတ်တဲ့ပုံစံအတိုင်းပဲပြီးမှပြန်ရွှင်လည်းရတယ်ကိုကြိုက်တယ်လို့လို့ပါ CD square ဘယ်လောက်ရှိလဲဆမ်မတို့ကြည့်လိုက်မယ် CD ဒီဒီမှာ6 cm ဆိုတော့6နဲ့ထက် c uh, sorry cd square ဒီ30 cm de ဒီ6 cm ဆိုတော့ cd က30နှစ်ထက် and no de က6နှစ်ထက်ဟောမင်းကတော့ပြန်ပြီးတော့ဒီချက်လေးစစ်ကြည့်မယ် cd က30 cm de က6 cm ဆိုဆက်ပြီးရေးလိုက်ပြီးပြီးတော့မှရှင်းမယ်30 cm 100 66 36နှုတ်လိုက်တော့ 64 64ဆိုတာ CE နှစ်ချက်ရဲ့တန်ဖိုးဆက်မလို့ CE ကိုတစ်ထပ်ပဲလိုချင်တယ် ဆိုတော့ CE ကိုလိုချင်လို့ရှိရင်64 the square root of 64ဖြစ်မယ် square root of 64ဒီပါလဲ8ဆိုတော့8 cm CE ရသွားပြီ8 cm ရပြီဟုတ်ပြီနော်အဲဒါဆိုလို့ရှိရင်ဆရာမတို့တွက်ချင်တယ်ခုနက trigon ABC ရဲ့ area နဲ့ trigon ACD ရဲ့ area ပေါင်းပြီးတော့မှတွက်ချင်တာအခုတွက်လို့ရသွားပြီဟုတ်ပြီနော်အဲဒါဆိုရင်ဆရာမတို့စာစာရေးမယ်ဘာကိုရှာချင်တာလဲဆိုတော့ trigon ABCD ရဲ့ area ကိုရှာချင်တယ် ဟုတ်ပြီနော်အဲ့တော့ still can a b c d e area အဲ့လို area ကိုလိုချင်တော့ခုနဆရာမတို့ဗားလေးလုတ်ခဲ့လဲဆိုတော့ three can ပြန်ကြည့်မယ်နော်အကြံထဲမှာဆရာမခုနရေးပြပြီးသားဒီမှာ three can a b c ရဲ့ area a b c e area about three can a c d e area ်ဧရိယာနှစ်ခုပေါင်းလိုက်မယ်ဆိုတော့ trigon ab စဲဧရိယာကိုရှာခြင်းရင်1.2 multiply by ac multiply by bf plus ဒီဘက်က acd ကိုရှာခြင်းတော့1.2 multiply by ac multiply by de ဟုတ်ပြီတူတာပါရှိလဲ1.2 ac 1.2 AC အမြောက်ဆိုပဲတို့တခါလည်းပဲဆံမတော့အပြင်ကိုဘုံထုတ်လိုက်တော့မယ်။ကျမ်းမာသည် BF နဲ့ DE နဲ့ဈာရရလက္ခဏာအပေါင်း1.2 AC ဘာလာမလဲဂွင်းစားလာမယ် bf + de ရပြီနော်ကြည့်ဒါဆိုလို့ရှိရင် ac ကိုဆရာမတို့ဘယ်အနေရမှာလဲဆိုတော့ဒီ၃ခုပေါင်းလိုက်တာ ac ဆိုတာ af ရဲ့ fe ရဲ့ ec ရဲ့ပေါင်းလိုက်တာ ec ဒီခုနကဘယ်လောက်ရထားလဲဆိုတော့ရှာလိုက်တာဒီ၈စင်တီမီတာရထားတယ် 8စင်တီမီတာရထားတယ်ဒါဆိုရင်ဆရာမတို့က3ရက်2ရက်8ရက်ကိုပေါင်းရလိမ့်မယ် AC လို့ချင်းဟုတ်ပြီနော်အဲ့တော့ဆရာမကတော့တစ်ခါတည်း3နှစ်ရက်8ရက်တစ်ခါတည်းပေါင်းလိုက်တော့မယ်ဒါမှမဟုတ်ကလေးတို့ဒီ AF အပေါင်း FE အပေါင်း AC လို့ရေးရင်လည်းရတာပဲဒါပေမဲ့ဆရာမတို့ကမရေးတော့ဘူးဒီ AC ဆိုတာဒီ3အပေါင်း2အပေါင်း8ဖြစ်တယ်တော့ပေါ့ပြီနော်အဲ့ဒါပြီးတော့မှဂျီဘက်ကဟာကိုပေါင်းမယ် BF BF ဒီဆရာမတို့တိပြီးသားအော် sorry BF ကလည်းခုနကဆရာမတို့ရှာလိုက်တာဘယ်လောက်ရလဲဆိုတော့4 plus DE ကတည်တယ် DE ကဒီမှာ6 cm ဆိုတော့6ဆိုမှရေးလိုက်မယ်ဆိုတော့1/2သူ့ကိုပေါင်းမယ်8ရက်နေ့ရက်က10 10ရက်3ရက်က33 33ပါနော်ပြီးလို့ရှိရင်ဒီဘက်ကအမြောက်4ရက်6ရက်က10ဆိုတော့နှစ်ကစားမှာဆိုတော့နှစ်တလီနှစ်ငါးလီဆိုပြီးတော့ရှင်းလိုက်မယ် ်ဟုတ်ပြီနော်အမနစ်တက်လီ225လေး30ဆိုပြီးရှင်းလိုက်တော့735လေး65စင်တီမီတာ AD ရဖြစ်တဲ့အတွက်ကြောင့်မလို့ square အဲ့တော့ဆရာမတို့ရှာရမှာတော့ဒါလေးပဲရှာရမှာဒီမှာကတော့ AC ကိုမသိတာဖြစ်တဲ့အတွက်ကြောင့် AC ရှာဖို့ဒီဘက်ကအစိအပိုင်းတစ်ခုဖြစ်တဲ့ EC ကိုရှာလိုက်ရတယ်နောက်တစ်ခုကကြတော့ဆရာတို့ BF ရဲ့အလဲရမသိတာဖြစ်တဲ့အတွက်ကြောင့်မလို့ BF ကိုရှာရတယ်။အဲ့ဒါတွေကိုဘယ်ရရှာရလဲဆို Python correct ကိုရန်ကိုသုံးပြီးတော့မှဒီအပေါ်မှာပြထားတဲ့3 gain ဒီပုံတွေက3 gain တွေကနေတစ်ဆင့်ရှာလိုက်တယ်။ညပြီနော်။ အခုကြည့်မယ်ပုံတွင် ABCDEFD လဲမြေတကွဲရပုံပုံမှာပေးထားရဲဒီမှာ ABCDEF ကလဲမြေတကွဲရပုံဖြစ်ပြီးတော့ရင်းဤအလျားမြောင်မီတာနဲ့ပေးထားဆိုတော့ဒါ36မီတာ29မီတာเนาะမီတာနဲ့ပေးထားရတဲ့ကြောင့်အပြည့်ထွက်လာတဲ့အချိန်မှာ area ဆိုတော့မီတာ square တက်ပြရမယ်ဒါလေးသတိထားရမယ် ABCD အ ABDE ABDE ဒီ diamonds တူကဲ ဒါလေးကဘာလေးလဲဆိုတော့ Downman Stugan တစ်ခုဖြစ်တယ်။ Trigan BCD Trigan BCD ဒီ Downman Trigan တစ်ခုဖြစ်တယ်။ပြီးတော့မှ FG Downman ကြ AG တဲ့။ FGD ဒီ FG နော်ဒါမှ G လေးရေးလိုက်မယ်။ FGD AG ပေါ့ကိုဒီမှာ Downman ကြပါတယ်။ဒါဆိုရင်ဒီမြေရဲ့ area ကိုရှာပါ။ area ကိုရှာခြင်းတော့ Samro တခါလေးပဲရှာလို့မရဘူး။ဆိုတော့ Samro ဘယ်လိုလုပ်မလဲဆိုတော့ ABDE ဒီ အဒေါမန်စတူဂန်ဖြစ်တဲ့အတွက်ကြောင့်မလို့သူ့ကိုအလျားအမြအနှမ်းဆိုပြီးရှာလို့ရတယ်။ရပြီနော်။သူကကြတော့ BCD က3ဂန်ဖြစ်တဲ့အတွက်ကြောင့်မလို့အခြေအမြအမြအစားနှင်းနဲ့သူ့ကိုရှာလို့ရတယ်။ဒီဘက်က3ဂန် AEF ကလည်းဒီ3ဂန်တစ်ခုဖြစ်တဲ့အတွက်ကြောင့်မလို့သူ့ကိုသူ့ရဲ့ area ကိုလည်းပဲအခြေအမြအမြအစားနှင်းနဲ့ရှာလို့ရတယ်။ဒါဆိုဒီ3ခုကိုဆက်ပြီးတော့ပေါင်းလိုက်လို့ရှိရင်ဆက်ပြီးတော့လိုချင်တဲ့ဒီ ABCDEF ဖြစ်တဲ့ဒီလက်မြေတစ်ခွဲရဲ့ area ကိုရှာလို့ရပြီ။ ရပြီနော်ကဲဒါဆိုလို့ရှိရင်ကျွန်တော်စပြီးတော့ရေးလိုက်အောင်ကျွန်တော်လိုချင်တာကလေမြေ A B C D E F E area သူရဲ့ area ကိုလိုချင်တယ်အဲဆိုပထမအဆုံးကျွန်တော်ကဘာကိုရှာမှာလဲဆိုတော့ document token A B D E ရဲ့ area ပါမှာနော် document token A A B D E E area ကိုရှာမယ်ပြီးတော့မှ plus ဒီဘက်ကဘာလာမလဲဆိုတော့ B C D Downman 3 gain B C D ဒါကကြ Downman 2 gain เนาะ Downman 3 gain no? down, B C D E area ါတစ်ခုရှာရမယ်ပြီးတော့ plus ဒီဘက်က3 gain a f e ဒါမှမဟုတ်3 gain a e f e a d ရအောင်ရှာရမယ်3 gain a e f e a d ရကဲဒါဆိုလို့ရှိရင်ဆရာမတို့စာပြီးတော့ရှာမယ်အလက်ရာအမြောက်အနှံဒါမှစတူဂန်ရဲ့ area ရှာတာကအလက်ရာအမြောက်အနှံဆိုတော့သူရဲ့အလက်ရာကဘယ်ဟာလဲကြည့်လိုက်အောင် AB ကအနှံဖြစ်တယ် BD ဒီအလက်ရာဖြစ်တယ် ဟုတ်ပြီနော်အဲ့တော့ AB multiply by BD ဆိုပြီးရေးလိုက်ရုံပဲအလျားအမြောက်အနေ BD အမြောက် AB ရေးရင်လည်းရတာပေါ့ဟုတ်လားဆိုတော့ဆရာမတို့စပြီးတော့ရေးရအောင် AB အမြောက် BD သူကပေးထားတယ်အလျားတွေအနှံတွေအကုန်ပေးထားတယ်ဆိုတော့ AB နဲ့ BD နဲ့ကိုမြောက်လိုက်တော့ Downman Stuken ABDE ရဲ့ area ကိုရှာသွားပြီ။ဒါဒါဆိုလို့ရှိရင် Downman 3ကဲ ဒီ BCD ရဲ့ area ကိုရှာမယ် BCD ရဲ့ area အခြေအမြောင်းအမြင့်ဆိုတော့အခြေရဘယ်ဟာလဲအင်းဆုံးကြည့်လိုက်မယ်ဒီတောက်မှကျနေတဲ့နေရာကဒီ BCD အခြေအမြင့်ကဘာလဲဆိုတော့တောက်မှကျနေတဲ့ဒီမြင်းဒီ CD ဒီအမြင့်ဖြစ်တယ်ဒါဆိုရင် ဆရာမတို့ရှာရမှာဒီ1.2အမြောင်းနော် multiply by အခြေက BC အခြေအနားဒီ BC ဆိုတော့ BC အမြောင်းအမြင့်ကဒီတောက်မှကျဆွဲထားတဲ့ဒီမြင်းကလေးဒီအမြင့်ဖြစ်တယ် CD အပောင်း ဒီဘက်တရီကန်ကိုရှာမယ်ဒီဘက်တရီကန် A E F မှာအခြေဒီဒီတောက်မှတ်ကျဆွဲထားတဲ့ဒီမြင်းကလေး A E ကအခြေဆိုတော့1.2အမြအခြေက A E အမြင့်ကကြတော့သူပေးထားတယ် FG ကကြတော့အမြင့်ဟုတ်ပြီနော် FG ဒီမှာသူပေးထားတယ် FG ကအမြင့်ကဲဒါဆိုရင်ဆရာမတို့ကစပြီးတော့မှတက်လို့ရသွားပြီဟုတ်ပြီနော်ဆိုတော့အစားထိုးလိုက်မယ် AB ဘလောက်ပေးထားလဲ AB 26 26ပြီးတော့မှ BG45 ဒါဒီဘက်ရသွားပြီ1.2 BC ဘလောက်ပေးထားလဲကြည့်လိုက်မယ် BC 29အမြောက်ဒီဘက်ကအမြင့်မြင့်ဖြစ်တဲ့ CD က36အပောင်1.2 AE ပေးထားလာကြည့်လိုက်မယ် AE ဒီဒီဘက်က45မီတာဖြစ်တဲ့ BD နဲ့တူတူပဲဟုတ်တယ်နော် AE ဒီ BD နဲ့တူတူပဲ AE ဒီ BD နဲ့တူတူပဲမလို့သူလည်းဘယ်လောက်လာမလဲ45လာမယ် FG FG ဒီအမြင့် FG တောက်မှတ်ကြရတဲ့ဒီအမြင့် FG က30ဆိုပြီးတော့ပေးထားကဲဒါဆိုရင်ရပြီတော့ဆရာတို့သူ့ကိုစပြီးတော့မှတွက်လို့ရသွားပြီ26အမြောင်45ဒီကလေးလိုကိုယ်တိုင်းမြောက်ကြည့်ပါ1180အပေါင်းဒါဆိုကျွန်တော်တို့က2ဂျယ်လီ2ဒီမှာ2ဂျယ်လီ2 86ဆို78အမြောင်29ဆိုတော့မြောက်လိုက်မယ်486 ဟုတ်ပြီနော်အဲ့တော့ဒါ2တက်လီ25လီ30ဆိုတော့45 5လီ925ဟုတ်ပြီနော်ကဲဒါဆိုရင်ဒါတွေအားလုံးကိုပေါင်းလိုက်ရုံပဲ1881သူကမီတာ unit တရားမီတာပါလို့ပြောတာဖြစ်တဲ့အတွက်ကြောင့်မလို့မီတာ square ဒါဆိုရင်သူ့ကိုအဖြေရေးမယ်လေမြေ A B C D E F E area ညီမြချင်း1881 meters square ရရပြီเนาะအဲဒါဆိုရင်လွဲပါတယ်အဓိကတော့တိချလေးစဉ်းစားတက်ဖို့ပဲလိုတာပါဒါဆိုတော့စရောအခန်းခွန်ရဲ့9.3ကိုလည်းပြီးသွားပြီဆိုတော့နောက်ဗီဒီယိုကြရင် အခန်းရှင်းပမာဏသင်ချာဒုတဲ့ကိုဆက်ပြီးတော့ရှင်းပြပေးမှာဖြစ်ပါတယ်ဒီနေ့သွားတဲ့သင်ခန်းစာကိုကလေးတို့နားလည်သွားတယ်လို့ဆရာမကယူဆပါတယ်เนาะနားမလည်တာရှင်းလည်းမေးပါ အဲဆင်မရှင်းပြတဲ့အဲမှာလိုအပ်ချက်တွေရှိတယ်ဆိုရင်လည်းပြောပြခဲ့ပါအဲကျေးဇူးများကြည့်တင်ပါတယ်ရှင်